iPhone မုန်တိုင်းခန့်မိကြီးကနေအာရော့သွားတဲ့ကုန်းလင်းမုန်တိုင်းငယ်ရှင်ကြောင့်လာမဲ့၃ရက်အတွင်းမိုးကြီးလှိုင်းကြီးမှဖြစ်တယ်လို့စစ်ကောမရှင်လောက်ရှိမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလားကဒီကနေ့နိုဝင်ဘာ9ရက်နေ့မှာထုတ်ပြန်ပါတယ်ဒီကနေ့မနက်9နာရီမိုးလေဝသတိုင်းတာအကျဲရခန့်မိကြီးဟာလာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံနဲ့ဇက်ဒေသတွေမှာကုန်းလင်းမုန်တိုင်းငယ်ဖြစ်အာရော့သွားမှဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကုန်းလင်းမုန်တိုင်းငယ်ဟာလာမဲ့၁၂နာရီတွင် ိုင်းနိုင်ငံရှေ့ပိုင်းဒေသတွေမှာလေပြင်းနဲ့ဆဲဖြစ်ကိုအာရော့သွားနိုင်တယ်လို့မိုးစဘကခန့်မှန်းထားပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းခန့်မေကီကနေပြတ်ထွက်လာတဲ့ဒိန်းတိုင်းတွေကြောင့်နိုဝင်ဘာ၈ရက်ကနေ၁၀ရက်နေ့အတွင်းရေပြီးတော့ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေယာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာဒေသလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါရယ်။ ဒါအပြင်မြေဝကျုံမောင်မௌဒမကွေမွန်တနင်းသာရီကိုင်းရံတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးသက်လေပင်တွေကြာရောက်ပြီးလှိုင်းတင်းတင်းကနေလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပင်ကြဆင်ရေပင်မြေပင်လေးဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြေမှာမြေဝကျုံမောင်မௌဒမကွေမွန်တနင်းသာရီကိုင်းရံတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာခုနှစ်ပေကနေ၉ပေခန့်ထိရှိနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။မိုးသက်ထန်စွာရွာသွန်းတာနဲ့တူလေပင်တိုက်ခတ်တာ မိုးထိပ်ချုံတာမိုးကြိုးဖြစ်တာ ရေစည်းလက်တာမိုးသီးကျွေရာရေတပြည့်ရေကြီးတာနဲ့မြေပြိုတာတွေကိုသတိပြုဖို့လိုအပ်ပြီးပြည်တွင်းရေကြောင်းသွားလာရေးနေကြောင်းပြန့်တန်းရေးပါဝင်ဆယ်မြောင်းတာတမန်တွေနေနဲ့လိုအပ်တာတွေအကျိုးတင်ပြင်ဆင်နိုင်ဖို့မိုးစလကအတိပေးထုတ်ပြန်ထားပါတယ်